အာရခတက်တော် AA နဲ့ပူးပေါင်းတက်တွေရဲ့ထိုးစစ်ဟာအေယာဝတီတိုင်းအင်ကပူမြို့နယ်ကွင်းကောက်မြို့အနီးအထိရောက်ရှိလာပြီးဖြစ်ပြီးအမှတ်၅တက်မတော်တမ်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းအနီးမှာတိုက်ပွဲပြင်းထန်နေတယ်လို့အေယာဝတီတိုင်းကဖော်ပြပါတယ်။ဒီသင်တန်းကျောင်းနဲ့တိမ်မွေးတဲ့ပိန်းနယ်ကွင်းရွာကဒေသခံတွေစစ်ဘေးဆောင်ထွက်ပြေးနေရပြီးစစ်ပွဲတွေကထင်ထားတာထက်အများကြီးစောပြီးရောက်လာတယ်လို့ပိန်းနယ်ကွင်းရွာက ဆရာတော်တပါးကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားပါတယ်။ကွင်းကောင်မြို့ဝန်းကျင်မှာရှိတဲ့ပိန်နယ်ကွင်း၊ချင်းကိုက်ကွင်း၊ကျက်ပေါင်ကွင်း၊တံပရာကွင်း၊စာစီကွင်း၊တောင်စင်းစတဲ့ကျေးရွာတွေမှာလက်နက်ကြီးလက်နက်ငယ်အတန်မျိုးစုံကြားနေရတဲ့အတွက်ဒေသခံတွေစစ်ဘေးရှောင်နေရတယ်လို့လည်းဖော်ပြထားပါတယ်။ပကိုးတိုင်းပောက်ခေါင်းအုပ်တွင်အမြန်လမ်းပိုင်းတိုင်းမောင်းလာတဲ့ စစ်ကောင်စီရင်နစည်းကိုတော်တိုင်းတပ်တွေကကြားပြတ်တိုက်ခတ်ရာမှာစစ်ကားတစီးကြောက်ထဲပြုတ်ကျပြီးစစ်သား9ဦးသေ12ဦးဒဏ်ရာရတယ်လို့တိုင်းစစ်ဌာနပဲခူးကသတင်းထုတ်ပြန်ပါတယ်။မလ25ရက်ည7:00နိုင်ခွဲကမှာအဲ့ဒီရင်တန်းဘော်ဒါကြီးရွာနဲ့ပေါ်လန်ကြီးကြီးရွာကြားအရောက်မှာတိုက်ခိုက်တာလို့ဆိုပါတယ်။မလ26မိနစ်တနိုင်ခန့်မှာလေရန်ကုန်မန္တလေးအမြန်လန်း 128မိုင်မှာရှိတဲ့မင်းရဲရဲစခန်းနဲ့124မိုင်မှာရှိတဲ့နိုင်ရီတွင်ရဲစခန်းကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ရာမှာစစ်သားတဦးသေပြီး၄ဦးဒဏ်ရာရတယ်လို့ဖော်ပြပါတယ်။ဒီစစ်စင်ရေးတွေကို တိုင်းစစ်ဌာနဘကူဗျူဟာ21ပြီးခရိုင်တပ်ရင်363 2ဗျူဟာ22အမှတ်383 1တပ်ရင်နဲ့အမှတ်383 1တပ်ရင် ပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ်။ပဲခူးတိုင်းဒေကရန်ကုန်မန္တလေးကာလန်ပိုင်းတနေရာမှာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာ23တပ်ဖွဲ့ဝင်တွေက လုံခြုံရေးအတွက်လမ်းပိုင်းစစ်ဆေးမှုတွေကိုမတ်လ28ရက်မှာ ဆောင်ရွက်ကြောင်း PDF ကတပ်ပုံမှတ်တမ်းထုတ်ပြန်ပါလေ။အလားတူဗျူဟာ22တပ်ဖွဲ့ဝင်တွေကလည်းရန်ကုန်ပြည်လမ်းပိုင်းတနေရာမှာ တစ်ချိန်တည်းမှာပဲလမ်းလုံခြုံရေးဆွေးဆွေးမှုတွေ ဆောင်ရွက်ခဲ့ကြောင်းတပ်ပုံမှတ်တမ်းထုတ်ပြန်ထားပါတယ်။စကိုင်းတိုင်းဒဇယ်မြို့မှာရှိတဲ့အမှတ်367ချင်းမြန်တပ်ရင်းနဲ့ပြူစောတီပူတွဲစခန်းကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ရာမှာစစ်သားနဲ့ပြူစောတီ20ခန့်သေဆုံး40ခန့်ဒဏ်ရာရပြီးတချို့ကိုလက်ရဖမ်းမိတယ်လက်နဲ့တချို့လည်းသိမ်းဆီးရမိတယ်လို့ အမတ်တစ်စစ်ဒေသဘီဝါ52ပေါ်ဦးစစ်ကြောင်းကသတင်းထုတ်ပြန်ပါတယ်။ဖမ်းမိတဲ့၃ပန်းတွေကိုစစ်၃ပန်းဥပဒေနဲ့အညီနိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာဥပဒေနဲ့အညီစောင့်ရှောက်ထားတယ်လို့ဖော်ပြပါတယ်။တာမျိုးသားလူမျိုးတက်မတော် TNL ထိချုပ်ဒေသနောင်ချိုမြို့နယ်ကိုစစ်ကောင်စီလေရင်ကဘုံထက်ကျဲတဲ့အတွက်အမျိုးသမီးတွေအပါအဝင်ဒေသခံ၄ဦးသေဆုံးပြီး လေးဦးတန်ရာရတယ်လို့ DNL ကသတင်းထုတ်ပြန်ပါတယ်။မတ်လ26ရက်ညနေ6နိုင်ခွဲကမ်းမှာအိုမခါ30နဲ့ရွှေညောင်ပင်ကျေးရွာကို Jet Fighter နှစ်စင်းကဘုံငါးချိန်ကျဲသွားစဉ်30ရွာမှာ၄ဦးသေဆုံးပြီးအိုမခါရွာမှာ၄ဦးတန်ရာရတာလို့ဆိုပါတယ်။နောင်ချိုမြို့မှာစေရနာပရိယတ္တိစာတင်တိုက်မတ်လ16ရက်မှာဘုံကျဲခံရလို့ စာတင်သားကိုရင်ငယ်တွေပါဝင်ဒေသခံ၉ဦးသေဆုံးပြီး၁၈ဦးဒဏ်ရာရပြီးဖြစ်ပါတယ်စစ်မှုမထမ်းမနေရဥပဒေကြောင့်ဖမ်းဆီးခံရပြီးစစ်တပ်ထဲကို ရောက်သွားတဲ့တပ်သားတွေပါဝင်စစ်သား၄ဦးတော်လှန်ရေးတပ်တွေဘက်ခိုးလုံလာတယ်လို့ဂရင်းနီမျိုးသားများကာကွယ်ရေးတပ် KNTF အမှတ်၅တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်ဒီစစ်သား၄ဦးဟာ MA1 တနက်တလက်ခဲရန်တွင်နေအတူ KNDF အမှတ်9တပ်ရင်းစီရန်နေမြေစီကိုမတ်လ26ရက်မှာရောက်လာတာဖြစ်ပြီးတာဝန်ရှိသူတွေကကြိုးစိုးလက်ခံထားတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။